တမီးနှယောက်နဲ့အမျိုးသမီးဖြစ်သူအပေါ်မှာအိမ်တွင်ချမ်းဖတ်မှုကျူးလွန်နေတဲ့ဆိုတဲ့ဆွဆွဲချက်တွေကိုရှေ့ထွက်ဖြေရှင်းလာခဲ့တဲ့မိုးကုံမျိုးကမီလီယနာတထေကြီးဦးရောဆက်မင်္ဂလာပါပရိသတ်ကြီးရှင်ဦးရောဆက်ဆိုတာကတော့မိုးကုံမျိုးကမီလီယနာတထေးတယောက်အဖြစ်အားလုံးကသိရှိထားတဲ့သူဖြစ်ပြီးဦးရောဆက်ဟာလီဆူအမျိုးသားအောင်မြတ်ရန်နာတကြဲတထေးကြီးတဦးဖြစ်ပြီးရန်ကုန်ဗဟန်းမြို့နယ်နဲ့ဗဒံမြားမြေမိုးကုံမျိုးတို့မှာရွှေလေးပြာဟိုတယ်ကိုပိုင်ဆိုင်တဲ့ပိုင်ရှင်တဦးလည်းဖြစ်ပါတယ် ပြီးခဲ့တဲ့စက်တင်ဘာလ20ရက်နေ့မှာတော့ဥရောဆက်ရဲ့တမိဖြစ်သူဂျူလီယာဆက်ကဖခင်ဖြစ်သူရဲ့ဆယ်စုနှစ်ကြာအိမ်တွင်းကျန်းဖတ်မှုတစ်ခုကိုဖွင့်ချလာခဲ့တာဖြစ်ပါတယ်။ဦးရဆက်ဟာဇနီးဖြစ်သူနဲ့တာသမီများအပေါ်မှာအကျန်းဖက်ရိုက်နှက်နေသူဖြစ်ကြောင်းလူမှုကွန်ရက်ပေါ်မှာဗီဒီယိုဖိုင်နဲ့တကွချပြလာခဲ့တာဖြစ်ပါတယ်။ အဆိုပါကိစ္စနဲ့ပတ်သက်ပြီးလူအများနဲ့ဆက်ဆံရမှာတော့သဘောထားတိမ်မွေးသဘောကောင်းလွန်ပြီးမိသားစုအပေါ်မှာအခုလိုအိမ်နှင်းချမ်းဖတ်မှုကျူးလွန်နေတဲ့ဥရောဆက်ကိုလူတိုင်းကစိတ်ဝင်စားနေကြတာဖြစ်ပါတယ်။လရှိမှာတော့တမီးအကြီးဖြစ်သူဂျူလီယာဆက်ကမိခင်ဖြစ်သူနဲ့ညီမဖြစ်သူတို့ကိုသူမစီကိုပြန်လွှတ်ပေးဖို့နဲ့မိခင်ဖြစ်သူရဲ့ပစ္စည်းတွေကိုပြန်ပေးဖို့တောင်းဆိုထားတာလည်းဖြစ်ပါတယ်။ဒီကနေ့မှာတော့အဆိုပါကိစ္စတွေနဲ့ပတ်သက်ပြီးဥယောဆက်ကသူကိုယ်တိုင်ရှေ့ထွက်ပြီးတော့ဖြည့်ရှင်းလာခဲ့တာဖြစ်ပါတယ်။ ။ဥယောဆက်ကသူ့အနေနဲ့တမီးဖြစ်သူဂျူလီယာဆက်အပေါ်မှာ2019ခုနှစ်ကမူရစေဝါသုံးဆွဲနေလို့တစ်ကြိမ်တစ်ခါသာဆုံးမတဲ့အနေနဲ့ရိုက်ဖူးခဲ့တာဖြစ်ကြောင်းတမီးဖြစ်သူကိုပညာတတ်ဖြစ်စေခြင်းလို့အမေရိကန်နိုင်ငံအထိလွှတ်ပြီးတော့ပညာသင်စေခဲ့ပြီးသူတို့ရဲ့မိသားစုမျိုးရိုးထဲမှာဂျူလီယာဆက်တယောက်သာအမေရိကကဘွဲယူလာနိုင်ခဲ့တဲ့အတွက်ဂုဏ်ယူရတယ်ဆိုတဲ့အကြောင်းတွေကိုလည်းပြောပြလာခဲ့ပြီးဂျူလီယာဆက်ရဲ့မိခင်ဖြစ်သူသူရဲ့ဒုတိယဇနီးဖြစ်သူကိုလည်းတမီးဖြစ်သူအပေါ်မှာဆုံးမသွန်သင်ဖို့အတွက်ကိုလည်းဗီဒီယိုထဲမှာပြ ြောဆိုထားခဲ့တာဖြစ်ပါတယ်ဒါအပြင်ဥရောဆက်ကသူရဲ့ဂုံတိတ်ခါညှို့နှံအောင်ရေးသားပြောဆိုမှုတွေရှိနေခဲ့ပြီးတော့အိမ်တွင်းချမ်းဖတ်တယ်လို့ဆွဆွဲနေတဲ့တမိဖြစ်သူဂျူလီယာဆက်ကိုအခုလုံနေတဲ့လောက်ရက်တွေကိုရက်တန်းကရက်ဖွဲအတွက်ပြောလာခဲ့ပြီးရှေ့ဆက်တိုးလာခဲ့မယ်ဆိုပါကတရားစွဲဆိုသွားမှာဖြစ်တယ်လို့လည်းသတင်းစာကနေတဆင့်ကြီးညာလာခဲ့တာလည်းဖြစ်ပါတယ်။ နေလာမင်းနေမင်းနေဒီအခုဂျင်းနေကောင်မေးပြီလားမေးပြီဘာပြောလဲမဆိုင်ဘူးလူကြီးဆိုင်တာတော့ဒီလေဟုတ်ပြီဒီမှာပြောရတယ်ဟိုဘုံကဟိုလေမဟုတ်ကြီးမဟုတ်ကြီးကြီးပြောနေပါစို့ပြောတယ်လို့ထင်ပါစို့ဟုတ်လားဟိုကုသမီးကိုပြောတယ်ပြောခံရတာဒါဂျူလီဆက်ပြောတယ်ဥစ္စာဟိုမဘာမှဝင်ပြောစရာမလိုဟိုနောက်မွေးထားတာပဲဟုတ်လားကိုမွေးထားကိုကလေးကိုမနိုင်ဘူးသဘောမျိုးဖြစ်တာပေါ့နင်တို့မှပဲခိန်းလာတယ် ဟဲ့လားငါဆိုရင်သူနဲ့တွေ့ရဖို့ဆိုတာကျောင်းကမှအမေကမှလေးငါးနှစ်ပတ်သက်တယ်ပြီးပြန်လာတဲ့အချိန်မှာလည်းဟဲ့လားအခုသူသူ့ကိုဒီဟိုတယ်အပ်ပြန်အဲ့တော့ဟိုတယ်အပ်ပြီးမှသူ့ကိုပြင်ညာတက်ဖြစ်တဲ့အတွက်ငါလူမိသားစုမှာသူကထီထီကြီးအမေရိကန်မှာဝယ်ရခဲ့တာအဲ့တော့ငါမှလည်းဟိုအားကိုးလူနောက်ပြီးဘုံတိတ်ကောင်တော့ငါတို့ဒီစုတစ်မျိုးလုံးကိုစားဒီလည်းသူတော်လို့ရှိရင်ဒီလည်းစစ်ကြောင်းမို့ဟဲ့လား ဘယ်လိုပဲပြောပြောနာမည်လေးကိုထိန်းသွားနိုင်အောင်ဒီငါကျူးစားခဲ့တဲ့ဥစ္စာကိုနာမည်ကိုထိန်းသိမ်းနိုင်အောင်ငါဒီလိုကြည့်ရတာပေါ့ဒါပေမဲ့မမျိုးလင့်မင်းလည်းအခုဒီနေ့ဒီလက်ဆက်ကအဲ့လောက်ကြီးကိုပြောနေတယ်ခံလဲခံပြင်းတယ်ဒါပေမဲ့ကိုမိသားစုအတွင်းရေးကိုသူများကိုလည်းဟာဟိုမှာဘာမှပြောစရာမလိုဘူးဒါအဲ့တော့ညုံထင်ကြောင်ထင်ထင်တော့ပြင်းငါဘဝတခြားဘဝအချမ်းဖက်ဆိုတဲ့ဥစ္စာပေါ့ဂျီနီကာလိုအွေဒီလေးတော်ကအဲ့လိုဟောတော့ခဲ့ရလို့ပြောဆိုရှင်တယ် ဟဲ့လားလူများတွေမဟုတ်ဘူးမဟုတ်တဲ့ဥစ္စာတွေကြီးပဲပြောထားလို့ငါခံပြန်းတာဖြစ်တာဟုတ်တာပြောတာကိုတောင်းဂျူလက်စ်ဂျူလက်စ်ကိုငါရိုက်လို့ဘာညာဆိုတခါရိုက်တယ်ကွာဟဲ့လားသူငွေရစ်တုံးလို့ရိုက်လိုက်တယ်ဆိုတော့မန္တလေးကမမမရိုက်ဘယ်တော့မှမပြောဘူးငါသားသမီးတွေကွာလိမ်မာစီခြင်းတယ်လေအဲ့ဒါဒီတက်တူးကိစ္စဆိုရင်ညလုံးမနဲ့မနဲ့ငါညလုံးမကိုလည်းခဏခဏပြောတယ်ကလေးကိုတက်တူးကြော်ရင်တို့ခံဘူးငါမချိုက်ဘူးအဲ့တော့ तू ကထိနေတယ်သူအနည်းကနေနေတဲ့အတွက်ငါတအားမပြောသေးဘူး အခုဒီနေ့ထင်းတဲ့အတိုင်းပဲဒီတက်တူးထိုးလိုက်တယ်တက်တူးဒီဆိုငါတို့ဒီဆိုလူမျိုးမှာဒါမျိုးမရှိဘူးဒါရင်ချင်းကိုပြောတာပါဗမာလူမျိုးမှာဆိုလဲနေလို့မှဗမာနော်ငါတို့ဗမာဆိုမြန်မာဟုတ်ဖို့ဆိုခမင်းနဲ့ဗာနဲ့ဖြစ်အောင်သူ့မေရဆင်ပြရမယ်ကိုသူ့တမီးကတက်တူးထိုးထားမှဒါကိုမြန်မာလူမျိုးရင်ချင်းကိုပျောက်ပြီလေတော့ဒီနေ့ကောဘဘဟိုးငယ်ငယ်တော့ဘယ်လက်ခရိုက်ဘူးလဲပြောင်း ညနေလုံးဝင်ပြန်ခါရိုက်ပြီလေလို့အမေနဲ့ပဲနေတာများလေသူ့စိတ်မှာနေတယ်ဘာမှမရိုက်ဘူးတစ်ခါမှ